မယူတင်းကလာမယ့်ရဒီမှာစစ်ချောက်မှရှေ့အတွင်းလာမျောမန်းတင်းနေလို့တုံးတက်လိုက်တဲ့ဖာဒီနန်မန်ချက်စတာယူနိုက်တက်တင်းကကနဝင်နောက်ခံလို့ရီယိုဖာဒီနန်ဟာအတင်းဟောင်းအတွက်လာမယ့်2025 2026ဘောလုံးရာသီပရီးမီးယားလိမှာလက်တွေ့ကြရတဲ့မျောမန်းချက်တစ်ခုကိုထုတ်ပေါ်ပြောဆိုခဲ့ပါတယ်ဖာဒီနန်ရဲ့တုံးသက်ချက်ရမယူတင်းနဲ့လာမယ့်ရဒီမှာအစင်းချောက်မှရှေ့အတွင်းလာရက်တီနိုင်မုံမျောမန်းတင်းနေလို့ဆိုပါတယ်ဒီလိုပြောထားရခြင်းဟာပြီးခဲ့တဲ့ရာသီကမန်ယူရဲ့ဆိုးရတဲ့ခြေကျန်ပရီးမီးယားလိမှာ65နှစ်သားရက်တီနိုင်ခဲ့တဲ့အချိန်ကြီးကြောင့်လည်းဖြစ်ပါတယ်မီဒါစပေါ်နဲ့တွေ့ဆုံမေးပြန်မှုမှာဖာဒီနန်ကသူ့ရဲ့စိတ်ထဲရှိတဲ့အတိုင်းပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်ဒီနေ့မှာအစင်း9နဲ့ဆုံးသက်ခဲ့တဲ့အတွက် United အနေနဲ့လာမယ့်ရဒီမှာအနေဆုံးထိပ်ဆုံးရှစ်သင်းစီးရင်ဝင်ဖို့ ာပါမဟုတ်ထိတ်ဆုံး၆သိန်းစီးရင်ဝင်မှုပြင်မှတ်ထားရမှာပဲဖြစ်ပါတယ်ဒီစီးရင်ပြင်မှတ်ရောက်တဲ့နယ်လို့တော့ကျွန်တော်မထင်ပါဘူးလို့ဖာဒီနန်ကဆိုခဲ့ပါတယ်ပြီးတော့ဒီလိုလက်တွေ့ကြားရဲ့ပြောဆိုမှုပြီးမှာတော့ဖာဒီနီယာသူ့ရဲ့ယင်းလေးကခန်းစားချက်ကိုထပ်လောင်းဖွင့်ရခဲ့ပါတယ်လက်ထဲမှာအမေဘီချန်ပီယံဆုရဖို့ပဲတွေးခဲ့တဲ့အမြင်ဖလားတို့ရယူဖို့ရည်မှန်းချက်ထားခဲ့တဲ့ကစားသမားတစ်ယောက်အနေနဲ့အနာရရှိခြင်းနဲ့ပဲယင်းဤတဲ့လူတစ်ယောက်အနေနဲ့အခုလိုပြောကြရတာကတကယ်ကိုတိတ်ခါကြပါတယ်တကယ်ကိုယင်းသားစရာကောင်းပါတယ်လို့ဖာဒီနန်ကဆက်လက်ဖြည့်ဆွတ်ပြောကြားခဲ့ပါတယ် ဒါသူတို့ခေတ်ကဆိုင်ရဲလက်ဖန်ကူဆိုင်ရဲလက်အောက်မှာမင်းရွယ်အောင်မြင်မှုစင်တန်းနဲ့လက်ရှိရုံးကန်နေရတဲ့အခြေအနေကိုထင်ရှားစွာနိုင်ရှင်ပြီးသူရဲ့စိတ်ပြအားငယ်မှုကိုအတီလင်းဖော်ပြနေတာပဲဖြစ်ပါတယ် ဒါကြောင့်ဖာဒီနန်ရဲ့စကားတွေဟာပရိသတ်တွေရင်ထဲကိုထိမှန်စေခဲ့ပါတယ်။မယူသေးရဲ့ဘောလုံးကြီးရာကိစ္စတွေကိုပြောင်းလဲများစွာစီမံဆောင်ရွက်နေတဲ့ဆေးရရှင်အစ်စာဂျင်ရက်ကလစ်ကလည်းဖာဒီနန်ရဲ့သုံးသက်ချက်နဲ့အလားတူတဲ့ရည်ချေမျှော်မှန်းချက်မျိုးကိုထုတ်ဖော်ထားပါတယ်။စာဂျင်ရက်ကလစ်ကလာမယ့်2025 2026ရာသီမှာစူပလာယာယူပုံမျှော်မှန်းထားခြင်းမရှိဘူးလို့အတီလင်းပြောကြားထားပြီး2028ခုနှစ်မှာသာပရီးမီယာလိချန်ပီယံဆုကိုပြန်လည်ရယူနိုင်ဖို့ပြင်မှတ်ထားနေတယ်လို့ဒေသတွေကဖော်ပြထားပါတယ်။ဒါဖာဒီနန်ရဲ့လက်တွေ့ကျတဲ့သုံးသက်ချက်နဲ့လည်းအောင်းအောင်းစရာကောင်းအောင်ကိုက်ညီနေတာကိုတွေ့ရပါတယ်။ရက်ကလစ်အနေနဲ့တင်းရဲ့အခြေခံစောက်အုံတွေကစားမစုသောမှုမဟာဗျူဟာတွေနီးစင်ပိုင်ဆိုင်ရာပြောင်းလဲမှုတွေအတင်းရဲ့ရည်ကြည်မှုကို ပါချေယူပြီးပြန်လဲတိဆောက်ဖော်ဆောင်သွားဖို့ဆန္ဒပြင်းပြနေပုံရပါတယ်မြူဖာတီနာမန်ချက်စတာယူနိုက်တက်တင်းမှာပွဲပေါင်း455ပွဲအထိကစားခဲ့ပြီးအတင်းရဲ့ခန်းစည်ပိုင်းကိုနှစ်ပေါင်းများစွာဦးဆောင်ခဲ့သူတူလည်းဖြစ်ပါတယ်သူကမန်ယူသင်းတဲ့တူဒီကစူပါလာများစွာကိုရယူနိုင်ခဲ့ပြီးအထူးသဖြင့်ပရီးမီးယားလိဂ်ချန်ပီယံဆုချောက်ကြိမ်ဘောလုံးသမားရဲ့အိမ်မက်မက်ခဲ့ကြတဲ့ချန်ပီယံလိဘလောက်ကိုတစ်ကြိမ်ဒါပြင်လိဘလောက်ကိုနှစ်ကြိမ်အထိရယူနိုင်ခဲ့တဲ့အောင်မြင်ကျော်ကြားတဲ့ကစားသမားတူလည်းဖြစ်ပါတယ်သူတို့ကစားသမားဟောက်တူအနေနဲ့လက်ရှိမန်ယူတင်းရဲ့ရုံးကန်နေရတဲ့အခြေအနေပေါ်ပုံမှန်လေးနဲ့မှတ်ချက်ပေးခဲ့တဲ့ဟာအတင်းရဲ့ပြန်လဲတိဆောက်ရေးအတွက်လက်တွေ့ကြကြမျှော်မှန်းဖို့လိုအပ်ကြောင်းမိမောင်းထုတ်ပြလိုက်တာပဲဖြစ်ပါတယ်ဖာတီနာရဲ့ဒီလိုသုံးသပ်ချက်ဟာမန်ချက်စတာယူနိုက်တက်အတင်းပရိသတ်တွေအတွက်နာကျင်စရာဖြစ်နိုင် မဲ့အတင်းရဲ့လက်ရှိခြေအနေကိုလက်ခံပြီးအစဉ်အဆင့်တိုးတက်ဖို့အတွက်ရည်ကြီးတဲ့သတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားတို့ချစ်တဲ့